ဒီကောင်က ice retribution enemy hero အပေါ်ကိုတုံးရင်တရားထူးတယ်မေးပေးလို့ရမယ်ပြီးရင် level like 82ကနေတရားထိ movement speed ကိုခိုးလိုက်မယ်ခိုးရဲဆိုတဲ့အတိုင်းပဲ enemy ကနှေးပြီးတော့ကိုကမြန်လာမယ်တွေးနေနေနဲ့ထွက်ပြေးတဲ့ enemy တွေကိုလိုက်ချရတဲ့နေရာမှာကောင်းတယ်ကိုထွက်ပြေးကျင်တဲ့အခါမှာလည်းအဆင်ပြေတယ်ဂျန်ငယ်ဆော့တဲ့ hero တိုင်းလို့လို့တုံးလေးရှိကြပါတယ်ဒါကတော့ flame retribution enemy hero တွေပေါ်ကိုတုံးရင် 100ထူးထမ်းမရမယ်ပြီးရင် level light 58ကနေ100အထိ physical attack နဲ့ magic power ကိုခိုးလိုက်မယ်ခိုးရဆိုတဲ့အတိုင်းပဲ enemy မှာ physical attack နဲ့ magic power ရော့သွားပြီးတော့ကိုယ်စီမှာများလာမယ်ဟာဘူးစာ saber တို့လို single target jungler တွေမှာအသုံးများပါတယ်ဒါ bloody retribution enemy hero ပေါ်တုံးရင်100ထူးထမ်းမထိစေမယ်ပြီးရင်250အပေါင်းကိုယ့်ရဲ့ extra hp ရဲ့20ရာခိုင်နှုန်းကို တွေးနေနဲ့ခိုးလိုက်မယ်ခိုးတယ်ဆိုတဲ့အတိုင်းပဲသူ့စီမှာတွေးရောက်ရမယ်ကိုယ်စီမှာတွေးမြလာမယ် HR8P များလေတွေးပို့ခိုးလို့ရလေဆိုတော့ AP ပါတဲ့ item တွေဆက်ကြတယ်အကိုင်းဘာစီယာဘာရက်ဖက်ဒရင်းတို့လိုတန့်ကြံကလာတွေအများဆုံးသုံးလို့ရှိကြပါတယ်ဒါမှမဟုတ်လေဒီတန့်ကြံကလာတွေအနေနဲ့လဲ ice retribution ကိုပို့သုံးကြပါတယ်ဘာလို့လဲဆိုတော့ enemy ကိုနှေးပေးလို့ရလို့ပါကဲဒီချက်တွေသိထားရင်ဂျန်ကလာကင်တဲ့အခါ ပွဲအစမှာဘယ်တစ်ခုရွေးရမှာလဲဆိုတာတွေ့ဝင်နေစရာမလိုတော့ဘူးလို့ထင်ပါတယ်။နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်။